ကံတရားတစ်ခုဟာကိုယ်တိုင်ကလည်းဖြူစင်မှုမရှိတဲ့အပြင်အကျိုးတရားကိုထုတ်လုပ်တဲ့အခါမှာမဲညစ်တဲ့အကျိုးကိုထုတ်လုပ်တယ်အရိကံမျိုးကိုလုံးမိတဲ့ပုဂ္ဂိုလ်တရားမှာတန်တရားထဲမှာအစင်းရဲဆုံးဖြစ်တဲ့ငရဲဘုံကိုရောက်သွားတယ်ဒါကြောင့်မို့ကံတရားဆိုတာသရဝါးတွေကို ထူထူပွားသူဆောင်ကျင်းနေတာပဲဖြစ်တယ်။တော့တန်တရားခီးသွားတဲ့အခါမှာကဏ္ဍကဏ္ဍဝိပါကလို့ခေါ်မဲညစ်ပြီးတော့ကိုယ်တိုင်ကမဲညစ်ပြီးတော့မဲညစ်တဲ့အကျိုးသုံးဖို့ဖြူစင်မှုကင်းပြီးတော့ဖြူစင်မှုမရှိတဲ့သောချိုးကိုပြည့်ရတဲ့ကံမျိုးကိုမလုံးမိအောင်တတိထားကြရတယ်အဲ့ဒါလုံးမိပြီဆိုရင်တော့သောချိုးဟာ ဘယ်မှာပေးတတ်တယ်လဲဆိုရင်ငရဲဘုံမှာဆူချိုးပေးတတ်တယ်တကယ်ဒုက္ခဆင်းရဲဒုက္ခအတီးနဲ့ငရဲကိုခံရငရဲဟာအကြီးမားဆုံးဆင်းရဲဒုက္ခချစ်ပေါ်ရနေရာဖြစ်ပြီငရဲတဲ့နည်းနည်းတက်တန်တာကြတော့တရိစ္ဆာတရိစ္ဆာဘုံဆိုတာဒီကနေ့စဉ်းစားကြည့်ပေါ့သမားအဖြစ်ကြည့်မယ်ဆိုရင်တော့တရိစ္ဆာန်တွေဟာအလုံးမလုံးဖယ်နဲ့စားတော့နေရတယ်လို့လူတွေကထင်ကောင်းထင်တယ် ိုးသောတရိษံရဲ့ဘုံဘဝဘဝဟာလုံးဝမလုံခြုံမှုမရှိဘူးဆိုတာလူတွေနဲ့နီးစပ်တဲ့သရဝါတွေဆိုလို့ရှိရင်တရိษံတွေဟာတပ်ဖြတ်ခြင်းခံနေကြရတာအလုံးမျက်မြင်ကိုယ်တွေ့ကြက်တွေဝက်တွေကြည့်မြဲတမ်းတပ်ဖြတ်ခံနေရဘသူကနေပြီးတော့ဟဲ့မတတ်ကြနဲ့လို့ဘသူကကာဝယ်ပေးဘသူကမှကာဝယ်မပေးဘူးတရားဥပဒေရဲ့ကာဝယ်မှုရောရရလား မရဘူးเนาะจิตติငက်တိတိရိษံနေနေရဲ့ဘုံဘဝဟာဘာဥပရိရဲ့အကာအကွယ်မှမရှိဘူး